အာဆနယ်ဖန်တွေလှုပ်ပြောင်မနေနဲ့ချန်ပီယံဆူကြီးကိုတိမ်းပုံမှန်စီးနေလာနေပြီ။အာဂျီအထာဂျီနဲ့အကြာဂျီပြောင်နေပြီမယ်။အပြော်ရီရင်းနေတိမ်းထားလိုက်ပါအောင်လို့အကြံပေးချင်ပါတယ်။ပွဲမပြီးခင်တမထောင်လာကပွဲပြီးချိန်ခြေစုံးကပန်းဝင်သွားတာကိုအသိမဟုတ်ရင်အချက်ကွဲတဲ့ပါတယ်။အာဆနယ်ဖန်တွေကဒီအာဒီပရီးမီးယားလိဂ်ချန်ပီယံဆူကသူတို့အတွက်ပဲလို့အပိုင်းဆိုနေကြတာပါ။ လွန်ခဲ့တဲ့၄ငါးဘက်ကဆိုရင်တော့ဒီစကားကိုလက်ခံပေးလို့ရပါသေးတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့အဲ့လိုမဟုတ်တော့ပါဘူးမှန်ပါရင်အာဆင်နယ်ကိုနောက်ပိုင်းနှစ်တွေမှာဖလားမရအောင်အများနဲ့လှုပ်ပေးတတဲ့မန်စီးတီးကနောက်ကနေလိုက်မိနေပါပြီ။အာဆင်နယ်ဖန်တွေကမန်စီးတီးနဲ့လေဘောက်ခေကုံသွားပြီလို့သာပြောနေပေမယ့်တကယ်တမ်းမှာတော့အာဆင်နယ်ဟာ၃နှစ်ဒုတိယသာရခဲ့ပြီးမန်စီးတီးဒါမှမဟုတ်လေဘောက်သာပိုးဆွဲသွားကြတာပါ။ဒီနေ့လည်းဒီသဘောပဲဖြစ်အောင်မယ့်အနေအထားရှိနေပြီလားမဆိုနိုင်ပါဘူး။လက်ရှိမှာအာဆင်နယ်ကမပေးစရာကိုဦးဆောင်ထားသူဆိုပေမယ့်ပွဲက20ကျော်တောင်ကင်အောင်ပါပါ။အာဆင်နယ်ချေချောင်းအောင်မယ်ဆိုတာအသေးချာပါပဲ။အခုတော့မှအဆောင်လေးနေနေအေးအောင်ရှိတဲ့အာဆင်နယ်တို့အသေးသေးစားကြနေပါပြီ။ ။နောက်ဆိုရင်တော့ပိုဆိုးဖို့ပဲရှိပါရင်။ယာဒီအစမှာအာဆင်နယ်ကောင်းတာထိုးစံမဟုတ်ပါဘူး။ဒါပေမဲ့တခုပဲယာဒီကောင်မှာထိတ်ဆုံးရောက်နေတာအာဆင်နယ်မဟုတ်တာတော့ထုံးစံဖြစ်နေပါရင်။ဘက်ကွာလာဆိုတဲ့နေပြားကပရီးမီးယားလိကိုဘယ်လိုယူရမလဲအသိဆုံးမှာအန်တိုနီဗီလို့တော့ပြောလို့ရပါရင်လက်ရှိမန်စီးတီးကခန်စင်တိုက်စိတ်ကွင်းလေအတောက်တင်းဆုံးဖြစ်နေပြီးဟာလန်ကလည်းဂိုးမျိုးနေပါရင်ဒါကြောင့်မန်စီးတီးလို့အတွေ့အကြုံရင်းချက်နေပြီးချန်ပီယံဆစ်ကိုထမင်းစားရေတောက်ယူပြနေတဲ့အသင်းကဖိအားဝင်နေတဲ့အာဆင်နယ်ကိုအေးအေးဆေးကျော့ဖြတ်နိုင်ပါရင် ာဆနယ်ကဒီနေ့မှဖလားမရရင်နောက်နှစ်ဆိုပိုဆိုးနိုင်ပါတယ်လီဗာပူးချဲစီတို့တိုင်ပတ်နေချိန်မှာတော့ဖလားမပြနိုင်ဘူးဆိုရင်တော့ယူမနီပါနဲ့တော့လောက်ပြောရတော့မှာပါတောင်းနဲ့ဒုတိယလိုဖြစ်တာအပြင်အကောင်းဆုံးအချိန်မှာတော့ဖလားမရခဲ့တဲ့အာဆနယ်တို့ဒီနေ့ပါမရဖလားမရရင်တော့နောက်နှစ်တွေရဖို့ဆိုတာကမလဲတော့ပါဘူးစူပါဆန်နေမှာကစားခဲ့တဲ့မန်စီးတီးရဲ့လီဗာပူးရဲ့ပွဲကတကယ်ကြီးကောင်းခဲ့ပါတယ်အာဆနယ်ခြေချော်ထားချိန်နိုင်ရတဲ့အသင်ကတစ်ချက်ခုနှစ်ချက်ပြန်ပါပါ အာဆင်နယ်ကိုလည်းအမှတ်ကပ်လိုက်နိုင်ပြီ။ဂျန်တသိန်းကိုလည်းချန်ပီယံပြိုင်လမ်းအကြောင်းကနေရှင်းထုတ်နိုင်ပြီ။ဂဲရလုံးနဲ့ငှက်နှကောင်ပြစ်နိုင်မှာလည်းဖြစ်ပါရင်ဒါကိုလုံးနိုင်ခဲ့တာကမန်စီးတီးပါပဲ။အာဆင်နယ်ကိုလည်းအမှတ်လိုက်ပြီ။လီဗာပူးကိုလည်းချန်ပီယံပြိုင်လမ်းအကြောင်းရဲ့အဝေးကိုပို့ပြစ်နိုင်ခဲ့ပါရင်ပွဲဆောင်မှာပန်နလီလွဲခဲ့ပေမဲ့ဟာလန်9ရောင်သွင်းနိုင်ခဲ့တယ်။ပရီးမီးယားလိဂ်18ပွဲကစားပြီးချိန်မှာဟာလန်အသွင်းကိုက69ဂိုးထိရောက်လာခဲ့ပြီ။တိမချာကေမှာတရားပြေးပါတော့မယ်။ပရီးမီးယားလိဂ်သမိုင်းမှာဟာလန်ကဂိုးတရာအမြဲပြေးတဲ့ကစားမှာပါပဲ။ပရီးမီးယားလိဂ်ကိုလည်းသမားလေးဖြစ်အောင်ဟာလန်ကဆောက်ရောက်ခရေကလုံးနေတာပါအခုလည်းတပွဲတကောလုံးနဲ့ဟာလန်ကရှယ်သွင်းပြနေတာဖြစ်ပါရင် ။ဒီရာသီမှာမန်စီးတီးကိုထန်းတင်နေတာကဟာလန်ဖြစ်ပြီးပြိုင်ပွဲဆုံး16ပွဲကစား22ဂိုးတွေတွင်ထားပြီးဖြစ်ပါရင်တကူကလည်းအကောင်းဆုံးခြေစွမ်းပြနေပါရင်လီဗာပူးလိုဗန်ဒိုက်ကြောင့်ခြေပါကိုရဖို့ရှိခဲ့သေးပေမယ့် VAR ကရောဘတ်ဆန်လိုချွန်နေဆိုပြီးပေးပြခဲ့ပါရင်မန်စီးတီးတွင်နောက်ထပ်ဂိုးတွေကိုတော့နီကိုကွန်ဆာလက်နဲ့တကူတို့ကသွင်းယူပေးခဲ့တာဖြစ်ပါရင်ဒီနိုင်ပွဲကြောင့်မန်စီးတီးဟာအာဆင်နယ်နဲ့လေးမှတ်အကွာကိုရောက်လာခဲ့ပါပြီ။ပရီးမီယာလိဂ်က29ပွဲကံရအောင်ပါဖို့အာဆင်နယ်နဲ့ဖလားရဖို့ဆိုတာကအမှားတမ်းမလုံးမိဖို့လုံနေပြီဖြစ်ပါရင်မောင်းရင်မန်စီးတီးပဲတိုင်စားသွားဖို့ရရှိနေတာဖြစ်ပါရင်